မင်္ဂလာပါခင်ဗျာဒီကတော့ Kingley FC ကနေပြချုပ်ကြီး Henry Hoof ကနေပြ linebacker ကိုကူးပြောင်းနေပြီဖြစ်တဲ့ online ဆန်းကို Chiefs ကားတွေဆိုးလိုက်တဲ့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့ပြည်သက်တွေအကုန်လုံးလည်းသိပြီးပြီ online ဆန်းကပြီးခဲ့တဲ့အပတ်ကပဲအသက်40ပြည့်မြောက်ခဲ့တယ်သူ့ရဲ့ professional fighter ဘဝနေဝင်ချိန်တွေကလည်းအနည်းနဲ့အမြန်ရောက်ရှိလာတော့မယ်ဆိုတာပြည်သက်တွေအကုန်လုံးကလက်ခံထားပြီးပြီး ိုင်တန်ရှင်ဖိုက်တာကြီးကိုတိုင်ကလည်းအဲ့ဒကန်ဝိုင်းတွင်းကပွဲတွေထဲထရိနာနီးပြပတ်ကိုပဲပို့ပြီးအာယုံစိုက်နေပြီဆိုတာသူ့ရဲ့ post တွေကတက်တေခံလျက်ရှိတယ်။နောက်ထပ်ထင်ရှားတဲ့တာရကတွေကပိုလန်မှာကျင်းပသွားခဲ့တဲ့ KS Blue ပြိုင်ပွဲမှာပိုလန်ဖိုက်တာမြောက်ကိုသူကအနိကက်ကြီးကြပ်ဝင်းရံပေးခဲ့တာပါ။ဒါနဲ့မကသေးပါဘူး။ UFC ကကနေဒါမှာကျင်းပခဲ့တဲ့ UFC 350ပြိုင်ပွဲတုန်းကလည်းကနေဒါဖိုက်တာ Mark Andre Barrio ကိုသူကအနိကက်တာဝန်ယူပေးခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်း Fury Fighting Championship ကကျင်းပခဲ့တဲ့ Fury 104ပြိုင်ပွဲမှာ Dagestan ဒေသက Fighter တယောက်ကိုသူကနီးပြအဖြစ်တာဝန်ယူခဲ့ပြန်ပါတယ်ဒီအကြောင်းအရာတွေကိုအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်အောက်လိုက်ရင်ဆန်းကနီးပြလိုင်းဘက်ကိုအပြီးပြင်ကူပြောင်းနေပြီဆိုတာကောက်ချက်ချလို့ရပါတယ်။ထပ်ပြောရရင်အခုလိုလိုက်ပါကြီးကြပ်ပေးတာတွေကကိုယ်ခင်နှုံးကပုံစံတွေနဲ့လုံးဝမတူပါဘူး။ ဟိုရခင်တော့ကတော့သူက trainee partner တယောက်ဖြစ်နေနီးကကြီးကျက်ပေးခဲ့တာသို့တော့လက်ရှိမှာတော့သူကနီးပြတယောက်ဖြစ်နေပါကြီးကျက်ပေးနေတယ်ဆိုတာအတိုင်းအတာကိုပေါ်လွင်လျက်ရှိပါတယ်အထူးသဖြင့်သူတာဝန်ယူတဲ့ဘိုင်းက MMA strikey ဘိုင်းကို တာဝန်ယူတယ်လို့နားလည်ရတယ် Dark Accident Data Boy Fighter ဆိုရင် သူ့ရဲ့ဘေးမှာနဗန်းနီးပြကြီးစာကြီးစာပါတော့ပါတယ်အောက်လိုက်အဆန်းကတော့ strikey ဘိုင်းကိုတာဝန်ယူပြီးကြီးကျက်ပေးသွားခဲ့တာပါ အဲ့ဒီလိုအကြောင်းရင်းတွေကြောင့်မိဖြာကြီး Henry Hoof ကသူ့ရဲ့တပည့်ကျော်နဲ့ပတ်သက်ပြီးအခုလိုမှတ်ချက်ပေးသွားခဲ့တာပါနှစ်ထပ်ကွမ်းချက်မြဟောင်းတယောက်ကကျွန်တော်တို့အနာဂတ်အတိမြင့်အစိတ်ပိုင်းတစ်ခုဖြစ်ရှိနေတာဂုံယူစရာကောင်းလွန်ပါတယ်ဘုသူတာပိုင်းပက်ရှင်ပိုင်းကတော့ပြောစရာကိုမလိုပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ statement ရေးသားသွားခဲ့တာပါဒီချက်ကိုကြည့်ရင်မဲအောက်လိုက်ဆန်းဟာ professional fighter ဘွားအလွန်မှာ kickle fc ကနီးပြအဖွဲ့ဝင်တယောက်ဖြစ်လာတော့မယ်ဆိုတာအခိုင်အမာပြောလို့ရပါပြီ ခုကတည်းကလည်းနိပြတာဝန်တွေကိုတာဝန်ခွဲပြီးရယူနေပြီဖြစ်ပါတယ်။တချိန်ထဲမှာသူကတီအထန်းရဲ့သားနဲ့လေ့ကျင့်နေတဲ့ footage ကိုပါတင်သွားခဲ့ပါတယ်။အရီစတေတက်မှာလည်းဥက္ကဋ္ဌချက်ထရီအင်းင်းနဲ့သူ့ရဲ့တူလေးတွေကိုစာချုပ်ကန်လန်းတဲ့နဲ့ဆိုတဲ့အကြောင်းကိုတောင်းရေးသားသွားခဲ့တာပါ။ professional fighter ဘွားတော့ကမြင်ဆုံးအောင်မြင်မှုတွေရယူပြနိုင်ခဲ့တဲ့ကချင်သားကြီးအနေနဲ့နီးပြဘွားမှာလည်းအလားတူပုံစံမျိုးတွေအောင်မြင်မှုရရှိပါစေလို့ဆန္ဒပြုပါတယ် ။ဒီချိန်ထဲမှာလည်းမြမပြည်ကမျိုးဆက်တဲ့လူငယ်တွေကိုဒီထက်ပိုပြီးအများကြီးကူညီပံ့ပိုးပေးနိုင်ပါစေလို့တိုက်တွန်းပြရစီခင်ဗျာ။ဆက်လက်ပြီး UFC Heavyweight တန်းကအကြောင်းအရာတွေကိုပြောပြချင်ပါတယ်။ကြပြတ်ချန်ပီယံတွန်းအက်စပင်နဲကမကြခင်သတင်းတစ်ခုကြေညာမဲ့အကြောင်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကသူ့ရဲ့ Instagram အကောင့်ကနေတဆင့်တင်လိုက်ပါတယ်။အဲ့ဒီမှာပြည်သက်တွေကလည်းပုံစံမျိုးစုံနဲ့ခံမှန်းခဲ့ကြတာပါ ်လို့တော်တရားဝင်ကြေညာချက်ထွက်လာချိန်မှာတော့မြစ်သက်တွေမျှော်လင့်နေတဲ့ထိုးပွဲဆိုင်ရာသတင်းမျိုးမဟုတ်ပါဘူး။ Don Espinan နဲ့ WhatsApp brand တခုလက်တွဲလိုက်တဲ့ကြေညာချက်မျိုးဖြစ်နေပါတယ်။မြစ်သက်တွေကတော့ Espinan နဲ့ဂျွန်းနှုတ်ပွဲတရားဝင်ကြေညာလိမ့်မလားဆိုပြီးမျှော်လင့်ခဲ့ကြတာပါ။အချိန်ထဲမှာကျွန်းကျုံရဲ့ချက်မြက်ကပတ်ကိုရုပ်သိမ်းပေးဖို့တောင်းဆိုမှုတွေကလည်းအရှိန်ဟုန်မြင့်တက်လျက်ရှိပါတယ်။အဲ့ဒီအတွက်လက်မှတ်ထိုးပြီးတောင်းဆိုနေကြတဲ့ပြည်သက်အရေးအတွက်ကအရေးအတွက်ပေါင်းသတိချော်တောင်းရှိလာခဲ့ပါပြီ။ UFC ဘက်ကတော့အဲ့ဒီပွဲကိုတရားဝင် ဖြစ်လာလိမ့်မယ်လို့ထုတ်ပြောထားပေမဲ့အခုထိတော့တရားဝင်ချပြခြင်းမရှိသေးပါဘူး။ဒီတစ်ပတ်တနင်္ဂနွေနေ့မနက်ပိုင်းမှာတော့ UFC ကသူတို့ရဲ့ UFC Fight Night ပြိုင်ပွဲကို Les Speaker က UFC Apex မှာကျင်းပသွားမှာဖြစ်ပါတယ်။အဓိကကောင်းပွဲကြီးဖြစ်တော့ Flyweight တက်မှာလက်စွာနေတဲ့မျိုးသမီး Fighter နှစ်ယောက်ရဲ့တွဲဆိုင်ကိုသတ်မှတ်ထားပါတယ်။ချန်ပီယံကပ်စင်ခေါ်ခွင့်မှန်းနေတဲ့ Evan Blanchfield နဲ့ Macy Barber တို့ကထိတ်ဆုံးကောင်းပွဲအဖြစ်ထိုးသက်ကြမှာပါ။ Iran Blanche Vega လက်ရှိမြို့သမီး Flyweight တန် Ranky တက်မှတ်ချက်နံပါတ်၄နေရာမှာယက်တည်နေသူဖြစ်ပြီး Messi Baba ကတော့နံပါတ်၅နေရာမှာယက်တည်နေသူပါ Iran Blanche Vega သူမရဲ့ UFC Fighter ပေါ်မှာစူပေါင်း၈ပွဲထိုးထားပြီးအဲ့ထဲက9ပွဲအထိအနိုင်ယူက Manon Pio တော့တယောက်တည်းကိုပဲရှုံးနိမ့်ထားပါတယ်ဒီဘက်က Messi Baba ကလည်းနောက်ဆုံးကစားခဲ့တဲ့6ပွဲဆက်တိုက်နိုင်ယူထားသူပါဒီ Fighter နှစ်ယောက်ကြားလက်ရှိအနေထားကွာခြားချက်က Rhythm Mind ဖြစ်ပါတယ် မေစီပါပါက2024ခုနှစ်မတ်လကနောက်ဆုံးထိုးသက်ခဲ့တာပါအဲဒီနောက်ဒဏ်ရာပြဿနာတွေနေမကောင်းဖြစ်တာတွေနဲ့စက်တိုက်ရုန်းကန်ခဲ့ရပြီးလက်နှုတ်ခွဲဝန်းကျင်လောက်အထိပွဲထိုးသက်နိုင်ခြင်းမရှိပါဘူးဒီပွဲကအဲ့ဒီပြဿနာတွေကနေပြန်လဲတက်တာလာပြီး နောက်ပိုင်းပထမဆုံးပွဲလက်ခံထိုးသက်ခြင်းဖြစ်ပါတယ်။ Iran Blanchfield ကတော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာငါးကြိမ်ပုံစံမျိုးတွေဇက်တိုက်ထိုးသက်ခဲ့တာပါ။ အဲ့ဒီထဲမှာမာနွန်ဖီယိုတော့နဲ့ပွဲကိုရှုံးနိုင်ခဲ့ပေမဲ့ရိုးစနာမာယူနိုက်တက်ပွဲကိုတော့အနိုင်ယူပြခဲ့ပါတယ်။ဒါကြောင့်မလို့တီဖိုက်တာမြောက်အကြားမှာရစ်တန်ပိုင်းကတော့အတော်ကြီးကွာဟာချက်ရှိပါတယ်။တန်ရပြဿနာတွေကနေပြန်လဲတက်သားလာတဲ့မေစီပါပါကပွဲပြန်ထိုးတဲ့အနေအထားမှာငါးကြီးပုံစံမျိုးတန်ပြီးကစားရမှာပါ။ Even Blanchwick ကတော့ဒီလိုအကျိတ်နဲ့ကစားရတဲ့ပုံစံမျိုးတွေနဲ့အသာကြာလေရရှိပါတယ်။ ။သို့တော့မေစီပါပါအနေနဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရခြင်းနဲ့ဆိုရင်တော့ဒီလိုတောင်းစီမျိုးကိုကြော်ဖြတ်ပြဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ရှေ့မှာဘရာဇီးသူနက်သလီယာဆေးပါက ခြေတလန်းပိုတာလည်းရှိပါတယ်။မြန်မာပြည်ပလိုင်ဝိတ်တန်ခင်းချင်းကလည်းစွမ်းဆောင်ရင်ကောင်းတဲ့ဖိုက်တာတွေစက်တိုက်ထွက်ပေါ်နေတာမို့ဒီဘက်မှာဘလို့ရလက်တွေခင်းချင်းလာမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ဗျကိုမိန်ဘွဲဖြစ်တော့လူရိုပစ်ကလိုင်းနဲ့ဂမ်ရိုတို့ကထိုးသက်ကြမှာဖြစ်ပါတယ် ဒီဘွယ်အခင်းချင်းနဲ့ပတ်သက်လို့တော့ပြည်သက်တွေမြန်မာနဲ့နဲ့လေးထူးဆန်းနေမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Gamrot ဆိုတာ lightweight တန်းကထိပ်တန်းဖိုက်တာတယောက်ဖြစ်နေလို့ပါပဲ။သူနဲ့ရင်ဆိုင်ထိုးတတ်မဲ့ client ကိုတော့ပြည်သက်အများစုကသိကြအောင်မှမဟုတ်ပါဘူး။ lightweight တန်း rankie တက်မဲ့ချက်ကိုကြည့်လိုက်မယ်ဆိုရင်လဲ Gamrot ကအဆင့်9နေရာမှာရပ်တည်နေပေမဲ့ client ကတော့ rankie အတွင်းတောင်ဝင်ရောက်နိုင်ခြင်းမရှိသေးပါဘူး။ဒါဆိုရင် Gamrot ဟာဘာဖြစ်လို့ဒီလိုပွဲမျိုးလက်ခံထိုးရတာလဲဆိုတာစဉ်းစားကြည့်အောင်မှ။ ူကနောက်ဆုံးထိုးခဲ့တဲ့ပွဲတုန်းကတန်ဟိုကားနဲ့အကျိတ်နဲ့ကစားပြီး split decision နဲ့ရှုံးနိမ့်ထားသူဖြစ်ပါတယ်။အဲ့ဒီပွဲကဖြောပြမှုပေးလွန်းလို့ကို5 of the night bonus shoot down ဆုခုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကင်မရာဟာဒဏ်ရာပြဿနာတွေနဲ့အနေငယ်ရုန်းကန်ခဲ့ရပြီးပွဲစဉ်တွေလည်းဆက်တိုက်ဝေးကွာခဲ့ပါတယ်။လူတန်ရပြဿနာကနေပြန်လဲတက်တာလာတဲ့အချိန်မှာဖိုက်တာတချို့ကသူနဲ့ပွဲဖြစ်ဖို့လက်ရှောင်ကြသလိုထိပ်ပိုင်းကဖိုက်တာအများစုကလည်းပွဲတွေကိုစီရနှင့်ထားပြီးပါပြီ အဲ့လိုပုံစံမျိုးနဲ့ဂမ်မရဟာပြိုင်ပွဲရှားလို့အခုလိုပြိုင်ပွဲမျိုးနဲ့လက်ခံထိုးရတာဖြစ်ပါတယ်။ဒီချိန်ထဲမှာဂမ်မရနဲ့ရင်ဆိုင်ထိုးသက်မဲ့ပြိုင်ပွဲလူဒိုဘစ်အကြောင်းကိုလည်းအနေချင်းပြောကြည့်ခြင်းပါတယ်။ဒီဖိုက်တာကမကြခင် Rafael Fisi နဲ့ပွဲထိုးတော့မဲ့ Bahamut တက်ကိုတောင်းနိုင်ယူထားသူပါ။နောက်ဆုံးထိုးသက်ခဲ့တဲ့9ပွဲမှာလုံးဝရှုံးပွဲမရှိဘဲ6ပွဲနိုင်တဲ့ပွဲတည်းရရလက်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဲ့လိုပုံစံမျိုးကြောင့် promotion ဘက်ကလည်း the fighter နှစ်ကိုပွဲတယ်ပေးပြီးကိုမိန်ပွဲအဖြစ်ဖန်တီးလိုက်တာပါဒီတွဲဆိုင်တွေကိုတနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ဗျာ